မင်္ဂလာပါရှင်ဇူလိုင်လ၁ရက်အင်္ဂါနေ့ရွှေကုန်းရဲ့ထူးခြားပင်သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစ္စာတင်ဆက်မဲ့သတင်းကတော့အွန်လိုင်းလိမ်လည်မှုနဲ့ဒုစရိုက်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့ကြတဲ့တရုတ်နိုင်ငံသား209ဦးကိုပြည်နယ်လွှဲပြောင်းပေးရတဲ့သတင်းမြန်မာနိုင်ငံအတွင်းသို့နေဆက်လင်ကြောင်းများမှတဆင့်တရားမဝင်ဝင်ရောက်လာပြီးအွန်လိုင်းလောင်းစားမှုများ အွန်လိုင်းလည်လည်မှုများနဲ့ဒူးဆဲမှုများလှုပ်ဆောင်ခဲ့ကြတာကြောင့်ဖန်စီထားတဲ့တရုတ်နိုင်ငံသား209ဦးကိုပြည်နယ်လွှဲပြောင်းပေးအကြောင်းသိရပါဗျ။အဆိုပါတရုတ်နိုင်ငံသားများကိုဇွန်လ24ရက်ညနေပိုင်းကရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းလာမြို့တာလုတ်ဂိတ်တွင်မြန်မာနိုင်ငံမှတာဝန်ရှိသူများကသက်ဆိုင်ရာနိုင်ငံမှတာဝန်ရှိသူများထံသို့ဥပဒေလုံထုံလုံနည်းများနဲ့အညီအထောက်အထားစာဝတ်စာရန်ဖြင့်စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်းသိရပါသည်။နိုင်ငံတော်အနေဖြင့် online scam center လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေသူများနှင့်နောက်ွယ်မှကြိုကင်သောနိုင်ငံခြားသားများအားပေါ်ထုတ်ဖန်စီပြီးထိထိရရာပြင်းပြင်းထန်ထန်အရေးယူနိုင်စောင့်လျက်ရှိတဲ့အပြင်အကြောင်းမျိုးမျိုးကြောင့်ဒုက္ခရောက်နေကြတဲ့နိုင်ငံခြားသားများနဲ့လူကုန်ကူးခံရတဲ့နိုင်ငံခြားသားများကိုလည်းသက်ဆိုင်ရာနိုင်ငံများသို့အမြန်ဆုံးပြည်နယ်လွှဲပြောင်းပေးနိုင်ရေးစောင့်လျက်ရှိကြောင်းသိရပါရရှင်။ ဆလတ်တင်ဆက်မဲ့သတင်းကတော့ဝော်မျိုးတွင်ငွေကျဲတိရတမ35ဘီလီယံတန်မိုရှိမူရည်စေဝါများဖန်ပြီးရတဲ့ဇွန်လ24ရက်မနက်9:00နာရီအချိန်ကဝော်မျိုးနဲ့ညောင်ခါရှည်ရွာနာတွင်ရန်ကုန်မှ တဝဲသူဟိမ့်လန်မောင်းနှင်းပြီးနေလင်းထိုက်ခေါ်မဲကြီးနဲ့ကောင်းစုညီခေါ်စီသူတို့လိုက်ပါလာတော့နေဆန်6ဘင်းကားကိုသတင်းအရာရှာဖွေရာကားပေါ်တွင်ငွေကျဲတိရတမ35ဘီလီယံတန်မိုရှိစိတ်ကြွယူသူစေပြကိုသိန်း န်စီရမိခဲ့ကစစ်စေးဖော်ထုတ်ချက်အရစေပြများကိုရန်ကုန်မှတဆင့်တဝဲသူတည်ဆောင်ရောင်းဝယ်နေကြတယ်လို့သိရကြောင်း၎င်းတို့သုံးအားအရေးယူထားပြီးကွင်းဆက်ပြမှုကျူလွန်သူများကိုလည်းဆက်လက်ဖော်ထုတ်နေကြောင်းသိရပါတယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့မြန်မာနိုင်ငံက MSME လုပ်ငန်းတွေမှာလာရောက်ရှင်နေမြုံနှံဖို့မြန်မာသံအမတ်ဖိတ်ခေါ်တဲ့သတင်းမြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းတွေမှာရှင်နေမြုံနှံမှုတွေလာရောက်ပြုလုပ်ဖို့ တရုတ်နိုင်ငံဆိုင်ရာမြမသံမကြီးဦးတင်မောင်ဆွေကဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ CP Group Center ကုလသမဂ္ဂဆိုင်ရာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများအထိမ်းအမှတ်နေ့ဖြစ်ပေကျင်းမြို့မှာဇွန်လ29ရက်ကကျင်းပတဲ့2025ခုနှစ်တတိယအကြိမ်မြောက်ကမ္ဘာအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းညီလာခံမှာဖိတ်ခေါ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ရှိခုကျင်ပါတဲ့ညီလာခံဟာနိုင်ငံတွေကြားအလုတ်ကိုင်းအခွင့်အလမ်းဖန်တီးပေးရေးစည်ရမှုရှင်းချရေး စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ရေချေတည်တံ့သောဖွံ့ဖြိုးတိုးတက်မှုရရှိစေရုံအတွက်အဓိကကျတဲ့အခမ်းအနားမှာပါဝင်တဲ့အသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းများ MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက်လက်တွေ့အကျိုးရလဒ်တွေထွက်ပေါ်လာစေမယ့်တပ်တည်အထောက်အထားတစ်ခုဖြစ်တယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံက MSME ထုတ်ကုန်တွေအရေးသွေးမြင့်တင်ထုတ်လုပ်နိုင်ပြီးအလုပ်သမားများအရေးသွေးတိုးမြင့်ရေးတို့အတွက်ဤပညာဆိုင်ရာသင်တန်းတွေအတွေ့အကြုံမျှဝေခြင်းနဲ့ ရှင်းနီမြုံနံမှုတွေပူပေါင်းဆောင်မှုတွေလာရောက်ဆောင်ရွက်ဖို့မြန်မာတမ်မတ်ကဖိတ်ကျက်ခဲ့တယ်လို့သိရပါတယ်ရှင်။ထမန်တဲ့ဆက်မဲ့တဲ့ရင်ကတော့၄နှစ်ကျော်ကာလအတွင်းလူဦးရေ၉ဒသမ၈သန်းကျော်ကိုနိုင်ငံသားမှတ်ပုံတင် ထုတ်ပေးပြီးဖြစ်တယ်လို့ဆိုရတဲ့တဲ့2020ခုနှစ်မှာစတင်ပြီးလက်ရှိအချိန်ထိ၄နှစ်ကျော်ကာလအတွင်းလူဦးရေ၉ဒသမ၈သန်းကျော်ကိုနိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးပြီးဖြစ်တယ်လို့သိရပါဗျ။ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝင်ကြီးဌာနအနေနဲ့နိုင်ငံသားတအုပ်ဟာနိုင်ငံသားအခွင့်အရေးအပြည့်အဝရရှိဖို့နဲ့နိုင်ငံသားတအုပ်အဖြစ်ခိုင်ခိုင်မာမာအသိအမှတ်ပြုနိုင်ဖို့အတွက်ပန်းခင်းစီမံချက်ကို2021ခုနှစ်မေလ3ရက်နေ့ကနေစတင်ဆောင်ရွက်ခဲ့ပြီးအိမ်အောင်စုလူဦးရေစရင်နဲ့နိုင်ငံသားမှတ်ပုံတင်ကပ်ပြားတွေကိုသက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ရက်ွက်ကြေးရွာတွေအယောက်ဝင်ဆင်းဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ တနိုင်ကလုံးအတိုင်းဒါအရာပန်းခင်းစီမံချက်နဲ့၄နှစ်ကျော်ကာလအတွင်းပန်းခင်းစီမံချက် အစဉ်၁နှင့်၃အထိတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီးအသက်၁၀နှစ်ကနေ၁၈နှစ်ကြာမှရှိတဲ့လူဦးရေ22သိန်း3535ဦးအသက်၁၈နှစ်နဲ့အထက်လူဦးရေ24သိန်း3955ဦးအသက်၁၈နှစ်ပြည့်လဲလှယ်ထုတ်ပေးတဲ့အနေနဲ့လူဦးရေ၂၃သိန်း၂၈၁၀၆ဦး ်ပျောက်ဆုံးပျက်စီးအနေနဲ့ကပ်ပြားမိတ်တူထုတ်ပေးခြင်းကိုလူဦးရေ28သိန်း3366ဦးစုစုပေါင်းလူဦးရေ68သိန်း3962ဦးတို့ကိုနိုင်ငံသားမှတ်ပုံတင်တွေထုတ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ ကျမရွှေကုံမီဒီယာကနေပြည်တွင်းမှာဖြစ်ပွားနေတဲ့သတင်းဖြစ်စဉ်များအပါအဝင်နိုင်ငံတော်အရှိထူကြပြည်စဉ်များကိုအချင်းနဲ့တပြင်းသိရှိနိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ရှိပါတယ်ရှင်။